ကဘာကြီးမှာဘာလို့ drag ဆွဲရရှိနေတာလဲ gravity ဆိုတာဘာလို့ကဘာထဲမှာဖြစ်နေတာလဲဘယ်လိုဖြစ်ပေါ်နေတာလဲဒီမေးခွန်းတော်တော်များများမေးခဲ့ပူကြမှာပေါ့เนาะအဲခလေးဘဝမှာအဲကြောင်းမှာပဲဖြစ်ဖြစ်တိတ်ပန်ချိန်မှာပဲဖြစ်ဖြစ်ဆိုတော့ဘယ်သူမှလည်းအဲဆိုတော့ကျွန်တော်ငငယ်တော့မရှင်းပြခဲ့ဘူးပေါ့เนาะဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကိုးရန်းလောက်ရောက်တဲ့အချိန်မှာသဘောပေါက်လာတာတခုရှိတယ်အဲ့တော့ဘာလဲဆိုလို့ရှင် Newton's gravitational law ဆိုတာသင်လိုက်တဲ့အချိန်မှာသဘောပေါက်သွားအဲ့တော့ ဘယ်လိုလဲဆိုတာဆိုရင်ညပါဆိုပထမဆုံးအနေနဲ့ပြောရမှာဆိုတော့အဲ့ဒီမိကွန်ကမှားတယ်ပေါ့ဘာကဘာကြီးမှာဘာလို့ gravity ရှိနေရလဲဆိုရင်တကယ်တော့ကဘာမှာမှ gravity ရှိတာမဟုတ်အဲ့ဒါမပြောခင်မှာ four fundamental forces of nature เนาะတော့ဒီစက်ကြဝလာကြီးမှာအာ force เนาะအာလီမျိုးရှိတယ်သစ္စာလီပါပြောရမှာမဟုတ်အဲ့တော့အာလီမျိုးရှိတယ်အဲ four fundamental forces တွေဘာလဲဆိုရင် nematic gravitational force stress wire နံပါတ်1 electromagnetic force electromagnetic force ရောဒါလျှက်စစ်တန်းလိုက်အောင်စွဲတာပဲစွဲတာတောင်းတာစသဖြင့်နောက်ပြီးတော့ weak nuclear force ရှိတယ် strong nuclear force ရှိတယ်ဒါတွေကတော့ဒါနောက်ပိုင်းမှာသိချပြောသွားမယ်လို့ဒီ၄မျိုးရှင်း fundamental လို့ပါလို့ပြောလဲဆိုအခြေခံအကြဆုံးအားတွေဘာကြောင့်ဖြစ်လဲ explain လို့လို့မရဘူးအရာဝတ္ထုတိုင်းက dresser ရရှိရဟုတ်ပြီနော်အဲ့ဒီ newton's gravitational law ကဘာလဲဆိုလို့ရှင်အဲ့ဒါကိုကျွန်တော်ပြန်ရေးပြမယ်နော်ပထမစာကြောင်းကဘာလဲဆိုရင် everybody attracts every other body in the universe ဒီစัจ java လိုက်တစ်ခုလုံးမှာအရာဝတ္ထုတိုင်းကအရာဝတ္ထုကိုဆွဲတယ်ပုံပြီးကြည့်ကြကြပြောလို့ရှင်တော့ mass เนาะ drag to ရှိတဲ့ဟာလာအရာဝတ္ထုတိုင်းကနောက်ထပ် mass ရှိတဲ့အရာဝတ္ထုတစ်ခုအမြဲတမ်းဆွဲနေကဘာမှဆွဲနေမှာမဟုတ်အကုန်လုံးဆွဲနေဆိုရင်ကျွန်တော်နဲ့ဒီထိုင်ကုန်ကြမှာလေ gravity ရှိတယ်ကျွန်တော်နဲ့ကင်မရာဒီကင်မရာကြမှာကျွန်တော်ကင်မရာကြမှာဘာဆို gravity ရှိတယ် dress wear ah ဆိုတာ အမြဲတမ်းရှိနေအာတခုတော့ရှိတယ်ပေါ့ light photon ကအဲသူက draw through မရှိဘူးဆိုတော့သူက gravity မရှိဘူးဒါပေမဲ့ draw through ရှိတယ်မှာ gravity ရှိကျွန်တော်နဲ့အဲဒီအပေါ်ကမီးအိမ်နဲ့ကြားမှာလဲ draw ဆွဲရရှိတယ်အလားတူပဲကျွန်တော်နဲ့ဒီကဘာကြီးကြားထဲမှာလဲ draw ဆွဲရရှိတယ်ဆိုတော့ကျွန်တော်ဆယ်တက်တိုက်ကနေလှမ်းပြီးခုန်လိုက်ဘုံဆိုပြုတ်ကြပါမယ် sorry တာ gravity ရှိရှိတာချင်းတူတူဘာဖြစ်လို့ဟုတ်လားဩဆယ်တက်တိုက်ကခုန်ချိုက်တော့ wall ကနေပြုတ်ကြတော့ပေါ့ထိုင်းကနေပဲ ဲ့ဒါဆိုရင်ခုနပြောသလိုဒါဆိုဒါဒီကဘာလုံးနဲ့ကျွန်တော်နဲ့ကြာမှာဘာလို့ဒီလိုဆွဲမသွားတာလဲအဲ့ဒါဒီကင်မရာနဲ့ဒီလိုကြာမှာကျွန်တော်ဘာလို့ဒီလိုဆွဲပြီးတော့ရောက်မလာတာတော်လို့ပြောပါမယ်ဆိုရင်နဲ့အဲ့တော့အဲ့အဲ့ဒီ Newton's gravitational law ကိုကျွန်တော်ဆက်ပြီးတော့ဆက်ယူအောင်ပါနော်ဆိုရင်နောက်တစ်ချောင်းကဘာပြောလဲဆိုရင် the gravitational force between the two bodies နော်ဘယ်သူနှစ်ခုကြာမှာရှိတဲ့ gravitational force က directly proportional to the product of the masses ကျွန်တော်ကျွန်တော်ရဲ့အလေးချိန်ခန္ဓာကိုယ် mass ဒီဟာလေးရဲ့ mass အဲ့ mass နှစ်ခုရဲ့မြောက်လက်နဲ့ diet အချိုးတူတယ်တဲ့ဒါရချိုးချိုးရဆိုမှကျွန်တော်နှစ်ဆကြည့်ရဆိုရင်ကျွန်တော်နဲ့ဒီကဘာလုံးရဲ့ကြားမှာရှိရဒဆွဲအားနှစ်ဆများအဲ့လိုပဲဒီကဘာလုံးနှစ်ဆပို့လေးရဆိုတော့ကျွန်တော်ဒဆွဲအားနှစ်ဆများ hey sorry and now တော့ဘာဆက်ပြောလဲဆိုရင် inversely proportional to the square of the distance the distance နှစ်ခုကြားလာဒီမှာရှိအကွာဝေးရဲ့ square နဲ့ ာဖြစ်လဲဆိုကြောင်းမြန်ချိုးတူတယ်တဲ့ဆိုတော့ဘလို့ပြောချင်တာလဲဆိုတော့အခုဒီမှာကျွန်တော်ကျွန်တော်ကြာမှာဆွဲအားရှိကျွန်တော်ကဒီဘက်မှာမထိုင်ဘဲနဲ့ကဲယူဒီဘက်မှာရွှေ့ထိုင်လိုက်တယ်ဆိုလို့ရှင်ဘာဖြစ်သွားလဲဆိုဆွဲ distance အကွာဝေးက2ဆမြသွားတယ်အကွာဝေး2ဆမြသွားရင်ဆွဲအား4ဆရော့သွားတယ်ဘာဖြစ်လို့လဲ square of the distance နဲ့ကြောင်းမြန်ချိုးကြလို့ဆိုရင်3ဆဝေးသွားရင်9ဆရော့သွားမယ်4ဆဝေးသွားရင်16ဆရော့သွားမယ်ဒါပြောတာဟုတ်ပြီနော်အဲ့ဒါက Newton's gravitational law ဒါမဲ့အဲ့လို ြောလိုက်တဲ့ဟာမှာဘာလဲဆိုတော့သူကဓာတ်ရိုက်အချိုးတူတာထည့်ပြောတယ်။ဟလာဒီ mask နှစ်ခုရဲ့ product မြောက်လက်နဲ့တော်ပြောင်းမြန်ချိုးတူတာထည့်ပြောတယ်။ဘာလို့ဆိုနှစ်ဆဝင်လေးဆယော့သွားမယ်။၆ဆဝင်36ဆယော့သွားမယ်။စသဖြင့်ဟလာပြောသွားတယ်။ဒါပေမဲ့ဟလာဘလောက်ရှိလဲဆိုတော့မပြောသွားအောင်။မပြောသွားပေမဲ့ကျွန်တော်တို့ငငယ်တုန်းကအမြဲတမ်းအလိုအချိုးတူတဲ့ဟာတစ်ခုခုကို equation ပြောင်းခြင်းဘာလို့ဆို constant တစ်ခုထည့်ရတယ်။ဟုတ်ပြီနော်အဲ့တော့အဲ့ constant ကဘာလဲဆိုလို့ရှိရင် gravitational constant Eric has term word g g အဲ့ဒီ gravitation ကို constants ကတန်ဖိုးကိုထည့်ပြောမှကျွန်တော်နဲ့သူနဲ့ဘာလို့ဒီလိုစွဲမသွားလဲဆိုတော့နားလည်မယ်အဲ့ဒီ gravitation ရဲ့ constants ကအဲ့အဲ့တော့အမှဘလို့ရေးထားလဲဆိုလို့ရှိရင်6.67 into 10 to the power minus 11 newton meter square per kilogram square ဟုတ်ပြီဒါပေမဲ့အဲ့ဒါကိုဘလို့နားလည်မလဲ တော့တခုချင်းစီတော့ဖြည့်ရှင်းရမှာပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော် unit ကနေစာရှင်းပြမှာဆိုတော့ physics ဆိုတာ unit နားလည်မှရမှာဆိုတော့ newton meter square per kilogram square ဆိုတာကဘာလဲဆိုတော့1 meter square ကျွန်တော်နဲ့ဒီကောင်နဲ့1 meter ဝေးတယ်ဟုတ်နော် square ဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်ခုနပြော square inverse square လောမလို့ per kilogram square per kilogram square ဆိုတော့ဓာကြီးကလည်း1 kilogram လေးခဲ့မယ်ဆိုရင် ကျွန်တော်ခန္ဓာကိုယ်လေး1 kg လေးခဲ့မယ်ဆိုရင်ကျွန်တော်ကျွန်တော်ခန္ဓာကိုယ်1 kg မကောက်ဘူးเนาะဒါပေမဲ့ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီကျွန်တော်နဲ့ဒီအလုံးနဲ့ကြားမှာရှိတယ်ဆွဲအားဒီရဲ့ဘယ်လောက်ရှိလဲဆို6.67 into 10 to the power minus 11 newton ရှိတယ်ဒါတူလို့ပြောတာ6.67ကျွန်တော်ကြီးမဆိုင်ဘူးအေးမကြည့်10 to the power minus 11ဆိုတာပါဆိုရင်3ညတတမ3ညကြီးပဲ10လုံး1 newton အဲ့ဒါကိုပြောတာအဲ့ဒါဘာပြောချင်တာလဲဆိုတော့အရန်နေလွန်ကြီးတယ်ဘလောက်တောင်နေလွန်ကြီးလဲဟလာတန်တူးသပါဝါ -3 ဆိုတထောင်ပုံတပုံတန်တူးသပါဝါ -6 ဆိုတသန်းပုံတပုံတန်တူးသပါဝါ -9 ဆိုရင်သန်းတထောင်ပုံတပုံတန်တူးသပါဝါ -12 ဆိုလို့ရှင်သန်းပေါင်းတသန်းပုံတပုံအဲဒီလိုသွားတာဆိုတော့တန်တူးပါဝါ -11 ဆိုတာကသန်းပေါင်းသိန်း100ပုံတပုံ အလောက်ထိနေတဲ့အားနဲ့ဆွဲနေတယ်တဲ့ကျွန်တော်လည်း 1kg လေးပြီးတော့ဒီဟာလည်း 1kg ရှိပြီးတော့ဒီနှစ်ခုကြားကွာ we are the 1 meter ဖြစ်ခဲ့မယ်ဆိုရင်တဲ့အော်ကျွန်တော်တော့ 1kg မကပါဘူး obviously ဟဲ့လားဒါမှဒီနှစ်ခုကြာလဲနည်းနည်းတော့ကတ်တယ်ဒါပေမဲ့ဒီခဏန်းနေနည်းနည်းပပပြောင်းတာဘလို့မှမပြောပါလောက်ဘာလို့မပြောပါလောက်ဘူးလဲခုန10 to the power minus 11ဆိုတာကြီးနဲ့မြောက်လိုက်ဘာမှမရှိတော့ဘာမှမရှိတော့ဆိုတော့အဲ့ဒါကြောင့်ဒီကျွန်တော်နဲ့ဒီကဘာလုံးနေရဟာတယောက်နဲ့တယောက်ကတ်မသွား အရန်နေလောင်းကြည့်ရဆွဲအားနံပါတ်1နံပါတ်2ကဆွဲအားနေနေတာမဟုတ်ဘူးဟုတ်လားကျွန်တော်နဲ့ဒီကဘာမြေကြီးကလည်းဆွဲနေဒီကဘာလုံးလေးနဲ့ကဘာမြေကြီးကလည်းဆွဲနေအဲ့ဒီဆွဲအားကြတော့ဘာဖြစ်လဲအများကြီးများသွားပြီဘာလို့များသွားလဲအခုန equation တိုင်းပဲပြန်ကြည့်ကြည့်လိုက်ကျွန်တော်နဲ့ဒီကဘာကြီးနဲ့ဆွဲတဲ့ဆွဲအားဟာ in directly proportional to the product of the masses ဟာလားကျွန်တော်ရဲ့ကိုလေးချင်ရင်ဒီကဘာတစ်ခုလုံးရဲ့အလေးချင်ရင် ရောက်လဲအဲဒါဆိုတော့ significant ဖြစ်သွားပြီဒါဆိုတော့များသွားပြီကျတော့ set type ပေါ်ကုန်ချိုင်ဒိုင်းကနေပြုတ်ကြမှာဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခုလုံးဝစွဲနေတာဖြစ်သွားတယ်အတွက်ကြောင့်မဟုတ်ဘူးအလားတူပဲဒီကဘာလုံးလေးနဲ့ကဘာကြီးနဲ့စွဲနေမယ်ကျွန်တော်တို့ကဘာကြီးနဲ့စွဲနေမယ်ဒီစွဲအားတွေရှိတယ်နောက်ဒီမှာအဲ့လိုစွဲတဲ့အတွက်ကြောင့်မဟုတ်ဒီမှာ sofa မှာပုတ်နေတဲ့ friction ပုတ်မှုအားတွေရှိတယ်ဒီလိုဒီလိုရောက်လာဖို့အတွက်ဆိုတာဒီကြားထဲမှာလေတွေရှိတယ်ဒီလေရဲ့ resistant လို့ခေါ်တဲ့ခုခံအားတွေရှိတယ်အခုနတန်းတုတ်တပါပါ -11 newton ဆိုတဲ့အဲ့လောက်သေးလွန်းတဲ့အားမှာ ဒီဟာတွေအကုန်လုံး overcome လုပ်ပြီးတခုတည်းနဲ့ကူကတ်သွားဖို့ဆိုတော့ဖြစ်လာတယ်။အဲ့ဒါကြောင့်မလို့ပါဖြစ်လဲဆိုတော့တခုတည်းကတ်မှတ်သွားတာ။ဒါပေမဲ့ဝတ္ထုတိုင်းဝတ္ထုတိုင်းဝတ္ထုတိုင်းမှာပါရှိလဲဆိုလို့ရှင် gravitational force ပါပါရှိလဲဆိုပြီး transfer ရရှိဒါသိရမယ်။နောက်တစ်ခုအနေနဲ့ပြောမှာဟုတ်ပြီခုန four fundamental forces မှာဆိုရင်အဲ့တော့ပါလဲဆို gravitational force ကပါလဲဆိုရင် အားအပြော်ဆုံးပဲ weakest force ပဲ။အဲ့တော့ဒါကိုလက်ခံလာဘယ်လိုပြောမလဲဆိုလို့ရှင်ကျွန်တော်ဒါလေးနဲ့ကြည့်ကြည့်တာပေါ့ဒါတန်လေးပေါ့နော် ဒီ term delay လေးကိုကျွန်တော်ပြစ်ချလိုက်မယ်ဆိုတော့ပြုတ်ကျသွားတယ်။ဘာလို့ပြုတ်ကျသွားလဲ။ဒီကောင်ရဲ့ mass ဒီကဘာတစ်ခုလုံးရဲ့ mass အဲ့နှစ်ခုရဲ့မြောက်လက်နဲ့ ladder ဆွဲအားအချိုးညီရဲ့ဆိုတော့ကဘာကြီးတစ်ခုလုံးရဲ့ mass ကအကြီးပဲလေအကြီးပဲဆိုတော့ဒါပြုတ်ကျတာပေါ့ဟုတ်ပြီလားဒါ gravitational force အော်ဒီဥစားလေးကဘာလေးလဲဆိုလို့ရှင်တန်လိုက်ကြီးဟုတ်ပြီနော်ဒီတန်လိုက်ကလေးကိုကျွန်တော်ဒီမှာထားထားမယ်ဒီတန်ပဒယ်လေးကိုဒီမှာထားထားမယ်ပြုတ်မကြတော့ ်ပြန်စဉ်းစားကြည့်ဒီကောင်ကိုပြုတ်ချဖို့အတွက်လှုပ်ပေးနေတာက gravitational force ကဘာကြီးတစ်ခုလုံးကဆွဲထားတာဟုတ်တယ်နော်ဒီကဘာကြီးတစ်ခုလုံး ਨੇ ဒီဟာရဲ့အတုတဲ့ရဲ့အတုတဲ့မဟုတ်ဘူး sorry mass တွေမြောက်လက်သူ့ကိုပြုတ်မကြအောင်ထိန်းပေးထားတာဒီ tan light ကလေးကဒါလေးပဲရှိတယ် it won't fall anymore ပြုတ်မကြတော့သူဒါဘာကိုပြောချင်လဲဆိုရင် gravitational force ဒီခုန force ၄ခုထဲမှာ အားအနည်းဆုံးပဲနော်ဒီကဘာ ဒုတိယ drug ထူကြီးတစ်ခုလုံးကစွဲနေတဲ့အာရုံတော်မှာဘာဖြစ်လဲကြော်ပြီးတော့ဒီသေးသေးလေးကသူ့ပြုတ်မကြအောင်ထိမ်းသွားနိုင်တယ်ဒါသည် electromagnetic force ခေတ်စစ်တန်လိုက်စွဲအားဒါက drug စွဲအားဟုတ်ပြီနော်ဒါတိရအဲ့ဆိုနောက်တစ်ခုညင်ပြောရမှာဘာလဲဆိုလို့ရှင်ဒါက newton ကတွေ့ခဲ့တဲ့ newton ရဲ့ theory နော်နျူတန်အဲ့တော့လူတွေပြောတာဟာနျူတန် apple apple ဟိုတက်ပြောက်မှာထိုင်နေတက်ပြင်ပြုတ်ကြတယ်ပြုတ်ကြလို့နျူတန် gravitation နဲ့ဟိုရှာတွေ့တယ်ဒါကအပေါ်ရယ်တကယ်တော့နျူတန်အဲ့ဒါလောက်ထိတွေ့ပြီးအဲ့လောက်ထိစဉ်းစားပြီးတော့ဘာလဲဆိုတော့သူ့ရဲ့ theory တွေထုတ်ခဲ့တာဒါပေမဲ့နောက်ပိုင်းကျတော့ Einstein ကလေးမှာကျတော့အဓိတပူပြီးစမ်းကြတာတွေ့တယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေကျရင်ဥမာ black hole လို့ခေါ်တယ်စကြဝဠာထဲမှာအ black hole ကအရန်ကိုတိတ်တီးလွှမ်းကြည့်တယ်တိတ်တီးလွှမ်းလို့ဆိုတော့ mass ကအရန်များတယ်များတော့ destroyer အားများတယ် ်များတဲ့အတွက်ကြောင့်မလို့ပါဆိုအလင်းတော်မှာအတူတည်တရားနေထွက်လို့မရဘူးလို့ပြောတယ်။ဒါမဲ့ကျွန်တော်ခုနပြောအလင်းဆိုတာ drop to မရှိဘူးအလင်းဆိုတာဒီ mass မရှိဘူး mass မရှိတဲ့ drop သားမရှိတဲ့ဟာဒီတကယ်တော့ gravitational force မရှိအောင်တကယ်တော့အလင်းကိုသူမဆွဲအောင်ဒါပေမဲ့ဘာဖြစ်လဲဆိုအလင်းဒီလေအမအစွဲခံရတယ်အလင်းကထွက်မလာနိုင်ဒါကြတော့ပါဆို Newton theory နဲ့ကျွန်တော်ရှင်းပြလို့မရတော့ဘူး။ဒါကြတော့နောက်တဲ့သိမြင်တဲ့ Einstein ရဲ့ theory နဲ့ပြန်ပြီးရှင်းပြလို့ရမယ်။ဟုတ်လား Einstein ကတခင် Newton တခင်ပေါ့။ ဒါပေမဲ့ Newton ရဲ့ theory နဲ့အကုန်လုံးအဲ့ဒါဟာလွှဲရင်အကုန်လုံးဒီပါရှင်းပြလို့ရတယ်ဆိုတော့အလုံးဖြစ်တယ်။မှန်လဲမှန်တယ်။ဒါအရန်ဟိုပါအထင်ကြီးဖို့ကောင်းဟုတ်ပြီနော်။ဒါက gravitational force နဲ့ပတ်သက်ပြီးတော့ပြောတာ။အဲ့တော့အဲကျွန်တော်ပထမဆုံးဆက်စပ်ပြောခဲ့တဲ့မျိုးကိုပြန်ပြီးတော့ကောက်မယ်ဆိုလို့ရှင်ဟာကဘာကြီးကဘာလို့ဒရက်ဆွဲရရှိလဲဟာလာရောဒရက်ဆွဲရမရှိဘူးဟာမာကယူရီကဒရက်ဆွဲရမရှိဘူးလုံးဝမဟုတ်ပါဘူးเนาะလုံးဝမဟုတ်ပါဘူး drug to ရှိတဲ့အရာတိုင်း hardware ဆော်ရရှိပါတယ်ကျွန်တော်မှလည်း data ဆော်ရရှိတယ်ကျွန်တော်ပတ်ပဝင်ခြင်းမှာ gravity ရှိတယ်ဒီကောင်လေးရဲ့ပတ်ဝန်းကျင်မှာလည်း gravity ရှိတယ်ဒီကောင်ရဲ့ပတ်ဝန်းကျင်မှာလည်း gravity ရှိတယ်ဒီ camera ရဲ့ပတ်ဝန်းကျင်မှာလည်း gravity ရှိတယ်ဒါမဲ့ခုနပြောသလိုပဲ constant သူ့ကိုထည့်သွင်းရတဲ့ constant က6.67 into 10 to the minus 11ဆိုတော့အရန်ကိုနည်းလောင်းကြည့်ရတဲ့အကြောင်းမလို့ drug to သေးနေတဲ့ဟာတွေမှာမမြင်တာအောင်မသိတာဒါကြောင့်မလို့ဖြစ်တာဆိုတော့လမှာလည်း drug ဆော်ရရှိလားရှိတယ် mercury မှာလည်း drug ဆော်ရရှိလားရှိတယ် နဲမလားများမလားအဲ့တော့သူ့ရဲ့ mass ပေါ်မှာမူတည်ရကျွန်တော်ခုနပြောသလိုပဲဟုတ်ပြီနော်အဲ့တော့ဒီအခုပိုင်းမှာတော့ပြောချင်တာတော့ဒါလေးပဲပေါ့နော်နောက်မှအဲဘာဆိုကျွန်တော် Newton's first second third law ကိုအဲတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ဆက်ပြီးရှင်းပြပြီးတော့မှာကျေးဇူးတင်ပါတယ်